အမေရိကန်နိုင်ငံသားနဲ့လူဝင်မှုကြီးကြပ်ရေးဌာန USCIS က2026ခုနှစ်ဇန်နဝါရီလ1ရက်နေ့ကစလို့ရှောက်လွှာကြေးတွေတိုးကောက်တော့မှာဖြစ်ပါတယ်။ဒါဟာငွေကြေးဖောင်းပွမှုအရာတိုးကောက်ရတာလို့ဆိုပါတယ်။ USCIS ဟာအစိုးရဘတ်ဂျက်နဲ့လဲပတ်နေတာမဟုတ်ဘဲရှောက်လွှာကြေးကရတဲ့ငွေတွေနဲ့လဲပတ်နေတာဖြစ်ပါတယ်။ရှောက်လွှာကြေးမှားပို့တဲ့ဘလို့ရှောက်လွှာမျိုးပဲဖြစ်ဖြစ်ပယ်ချခံရမယ်လို့ USCIS ကသတိပေးချက်ထုတ်ပြန်ထားတာမို့ကိုရှောက်မဲ့ဖောင်အမျိုးအစားပေါ်မူတည်ပြီးကြေးအပြောင်းအလဲကိုတေချာစစ်ဆေးကြဖို့လိုအပ်ပါမယ်။ လက်ရှိမှာ form i589 asylum application ဖြစ်ပြီးခလုံးဝင်လျှောက်ထားသူတွေလျှောက်လွှာခြင်းမပေးရပေမဲ့အခုပြောင်းလဲချက်အသေးအရတရားနဲ့2ဒေါ်လာပေးရမှာဖြစ်ပါတယ်မူလကလျှောက်လွှာခြင်းကိုဒေါ်လာ100တတ်မှတ်ထားပေမဲ့တနည်းကြတဲ့အထိအဲ့ဒီအဆိုပြုချက်ကိုအကောင့်ထဲမပေါ်သေးပဲရှိခဲ့ရတာနေပြီးတော့အခုလျှောက်လွှာခြင်းအသစ်ကိုဇန်နဝါရီလ10ရက်နေ့ကစပြီးပေးကြရတော့မှာပါအောင်ထားသူတွေနဲ့ဖရိုးရထားသူတွေရဲ့အလုတ်လုတ်ခွင့်ပါမစ် EAD ပထမအကြိမ်လျှောက်လွှာကြေးကလက်ရှိဒေါ်လာ950ကနေ960ကိုတက်သွားမှာဖြစ်ပါတယ်။ဖရိုးရထားတဲ့သူတွေရဲ့အလုလုခွင့်ပါမစ် EAD တက်တန်းတိုးကလက်ရှိ295ဒေါ်လာကနေ5ဒေါ်လာတိုးပြီးဒေါ်လာ180ပေးဆောင်ကြရမှာပါ။ TPS လို့ခေါ်တဲ့အရာကြီးနေထိုင်ခွင့်ရထားသူတွေရဲ့အလုလုခွင့်ပါမစ် EAD ပထမအကြိမ်လျှောက်လွှာကြေးကတော့ဒေါ်လာ950ကနေ960နဲ့တက်တန်းတိုးကကတော့295ဒေါ်လာကနေ180ဖြစ်သွားမှာပါ။ ယာယီနေထိုင်ခွင့် TPS ရှောက်လွှာရေးကလက်ရှိဒေါ်လာ900ကနေ910အထိတက်သွားမှာဖြစ်ပါတယ်။အနာဂတ်မှာငွေကြေးဖောင်းပွားမှုအခြေအနေပေါ်မူတည်ပြီးဖြစ်လာနိုင်တဲ့ရှောက်လွှာရေးအပြောင်းအလဲကိုနှစ်စဉ်ထုတ်ပြန်ပေးသွားမယ်လို့ USCIS ကိုကြီးကြပ်တဲ့အမိမြေလုံခြုံရေးဝန်ကြီးဌာန DHS က X လူမှုကွန်ရက်မှာရေးထားပါတယ်။သမရထရန့်ဇန်နဝါရီလမှာအာနာလွဲပြောင်းယူပြီးကြတဲ့က USCIS ရဲ့လူဝင်မှုကြီးကြပ်ရေးဆိုင်ရာလှုပ်ထုံးလုပ်နည်းတွေကိုပြောင်းလဲ လှုပ်ဆောင်လာခဲ့တာမှာခလုံးဝိလျှောက်ကြတဲ့သူတွေထဲမှာအမေရိကန်စန့်ကျင်ရေးအယူဆရှိမရှိပါစစ်ဆေးခိုင်းတာပါဝင်ပါတယ်အမေရိကန်ကိုရွှေ့ပြောင်းအခြေချနေထိုင်ခွင့်ပြုတဲ့ဒုက္ခသည်အရေးအတွက်ကိုလည်းတိတိတတ်တာလျှော့ချပြီး2026ခုနှစ်အတွက်ဒုက္ခသည်9500အများဆုံးခေါ်ယူဖို့တတ်မှတ်ထားပြီးတောင်အာဖရိကကလူပြူတွေကိုဦးစားပေးခေါ်မယ်လို့ပြောထားပါတယ်ခင်ဗျာကျွန်တော်ဇော်ဝင်လိုက်ပါ